မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်သတင်းများကို တင်ဆက်ပေးပါမယ်ပထမအဦးဆုံးတပုတ်အနေနဲ့ နာမခဌာနချုပ်တိုက်ခိုက်ခံရမှုအရာရှိပါစစ်ကောင်စီတပ်ဖွဲ့ဝင်15ဦးတိစုံတန်ရရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရွာချီဆိုင်စစ်ကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခရှော့တိုက်တုံးနဲ့တိုက်ခိုက်ခဲ့မှုအတွင်းအရာရှိပါဝင်15ဦးတိစုံတန်ရရရှိသွားတယ်လို့သိရပါရယ်။ BWN ဦးဆောင်တဲ့တော်လိုင်းအင်အားစုတွေကဇွန်လ14ရက်နေ့မှာနာမခဌာနချုပ်ကို BWN Mission 41အဖြစ်တရားခုနှစ်မမရှော့တိုက်တုံးသုံးလုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါရယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းအရာရှိနှုန်းနဲ့အခြားဆင်စစ်တီ3ဦးပွဲ ကျင်းပြီးတည်ဆုံသွားပြီးနောက်ထပ်ရရှိသုံးနဲ့အခြားဆင်စစ်တီခုနှစ်ဦးတရားရရှိသွားကတက်တွင်းစေကူတမှုခံယူနေတယ်လို့ BWN ကအတည်ပြုပါတယ်။ဒါအပြင်နမခအတွင်းရှိစစ်စေးယုံနဲ့လေးချင်းယုံထိမှန်ပြီ အဲ့ဒီအဆောင်အတွင်းရှိရုံနေရုံပျက်စီးခဲ့ကစီကိုတောင်နဲ့အရန်ဆက်ပျက်စီးကိုတောင်လဲမီးလောင်ပျက်စီးသွားတဲ့အပြင်အရာရှိကြီးနေအိမ်ကိုလည်းထိမှန်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။2025ခုနှစ်ဇန်နဝါရီလ14ရက်နေ့ကလည်းစစ်ကောင်စီအနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခကို BWN အဖွဲ့ကတရားခွင်မှာမှရှော့တိုက်တုံလေးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ BWN အဖွဲ့ကလက်နက်ပစ္စည်းတွေကိုဖန်တီးထုတ်လုပ်ကမဟာမိတ်တော်လိုင်းအင်အားစုတွေနဲ့ပူးပေါင်းပြီးစစ်ကောင်စီရဲ့တိုင်းစစ်ဌာနချုပ်များတိုင်းရင်းဌာနချုပ်များကိုအဓိကပြစ်မှတ်ထားတိုက်ခိုက်မှုတွေကိုမကြာခဏပြုလုပ် နေရရှိပါတယ်။နောက်ထပ်တပုတ်အနေနဲ့မော်ကွန်းနယ်စစ်ကြောင်းထိုးနေတဲ့စစ်တပ်ကကျောင်းတိုင်ဆရာတော်တပားပါဝင်ပြည်သူလေးဦးကိုတပ်ဖြတ်ပြီးရွာနှရွာကိုမိရှုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။သခိုင်းမျိုးနဲ့မင်းကွန်းတကြောကို9ရက်တာစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကကျေးရွာနှရွာကိုမိရှုဖျက်ဆီးကကျောင်းတိုင်ဆရာတော်ပါဝင်ပြည်သူလေးဦးကိုတပ်ဖြတ်ထားတယ်လို့ဒေသခံတွေစီကသိရပါတယ်။စွန်လ17ရက်ကစတင်ပြီးသခိုင်းမျိုးရဲ့မြောက်ဘက်ကစစ်တပ်ကကင်းတွေကစစ်သားတွေအကုန်စုပြီးမင်းကွန်းရွာရဲ့ကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့တာလို့သိရပါတယ်။အဲ့ဒီနောက်မြောက်ဘက်ကကင်း းမာကိုဆက်ပြီးစစ်ကြောင်းထိုးဖို့ကြိုးစားစဉ်တော်လိုင်းတပ်တွေနဲ့အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီနေ့မှာပဲစစ်တပ်စစ်ကြောင်းပြန်ဆုတ်ခဲ့ပြီးကင်းရွာနဲ့မင်းကွန်းရွာကြားတွေကစုတောင်းပြည့်ဘုံကြီးကျောင်းကိုစစ်တပ်ကဝင်ရောက်စီးနင်းခဲ့ပါတယ်။ဘုံကြီးကျောင်းကိုဝင်ရောက်ပြီးကျောင်းနိုင်ဆရာတော်ဆရာတော်ရဲ့မေတော်နဲ့ရောက်ဖတော်ဆက်သူတွေကိုစစ်တပ်ကပြစ်တက်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။ဇွန်လ23ရက်နေ့မှာတော့အင်အားလုံးရင်းနဲ့ဒိုးလာပြီး PDF ကကင်းပေါက်ကကင်းရွာကနေချောင်းမကြီးရွာတိစစ်တပ်ကဝင်ရောက်လာခဲ့တယ်လို့ဒေသခံတအုပ်ကပြောပါတယ်။ စက်တုံးရက်နေ့မှာချောင်းမကြီးကျေးရွာကိုဝင်ရောက်ပြီးဒေသခံတွေကရွာရဲ့အနောက်ဘက်ကိုစစ်ရှောင်ခဲ့ပြီးမင်းမွန်းဝန်တောင်ယူဘက်ကတက်လာတဲ့စစ်ကြောင်းနဲ့တွေ့ကပြစ်ခတ်ခံရပြီးတက်ကြီးမျိုးသားတအုပ်တီဆောင်ကလူလက်ပိုင်းမျိုးသမီးနှုတ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗါးအဲ့ဒီစစ်ကြောင်းကဇွန်လ14ရက်နေ့မှာကင်းရွာနဲ့ချောင်းမကြီးရွာတွေကိုတပြိုင်နက်မီးရှို့ခဲ့တယ်လို့လည်းသိရပါဗါးကင်းရွာကတော့အကုန်ကုန်ပြီလို့သိရတယ်ချောင်းမကြီးကလည်း၃ပုံ၄ပုံလောက်ကုန်ပြီလို့ပြောတယ်အတိအကျကိုတော့မသိရသေးဘူးလို့ဒေသခံတအုပ်ကပြောပါဗါးဇွန်လ16ရက်နေ့မှာ တော့အဲ့ဒီစစ်ကြောင်းကကင်းရွာမြောက်ပြားနဲ့ကင်းရွာတွေကထိုင်ဝမ်ဘုံကြီးကျောင်းတို့ကိုတက်ဆွဲထားတယ်လို့ဆိုပါတယ်။အဲ့ဒီစစ်ကြောင်းကိုဒေသခံတော်လိုင်းတပ်ဖွဲ့တွေကစုပေါင်းတိုက်ခိုက်နေကြပြီး၅ရက်လုံးတိုက်ပွဲတွေဖြစ်နေတာမို့ခရရန်လိုအပ်မှုတွေလည်းရှိနေတယ်လို့ဒေသခံတော်လိုင်းတပ်ဖွဲ့တချို့စီကသိရပါတယ်။ဆက်လက်ပြီး CRPH ရဲ့နိုင်ငံဝန်ထမ်းဥပဒေအပေါ်တော်လိုင်းအင်အားစုတွေသဘောမတူတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြမ်းမဖက်အာဏာဖီဆိုင်ရေးလှုပ်ရှားမှု CDN ဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေကိုပြည်ထောင်စုလွှတ်တော်ကပြဋ္ဌာန်းလိုက်ကြောင်းပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကအခုလ23ရက်မှာကြေညာပါတယ်။ဒီဥပဒေဟာစီဒီယံဝန်ထမ်းတွေကိုလေးစားတံပိုးထားပြီးအခွင့်အရေးကိုကာကွယ်ပေးခြင်း၊ဂုဏ်ပြုချီးမြှင့်ခြင်း၊လိုအပ်တဲ့အကူအညီတွေပံ့ပိုးပေးခြင်း၊နေနာမှုတွေနဲ့ချိုးဖောက်ခံရမှုတွေကိုပြန်လည်ကူစား ခေါ်ထုတ်ပေးခြင်း Federal Democracy ပြည်ထောင်စုနဲ့ကိုက်ညီတဲ့နိုင်ငံဝန်ထမ်းရန်တရားကိုဖော်ဆောင်ရမှာအထောက်အကူဖြစ်စေခြင်း CDN ဝန်ထမ်းတွေရဲ့ခံယူချက်တွေရှေးရှေးတည်ထောင်စေခြင်း CDN မလုပ်တဲ့ဝန်ထမ်းတွေကိုအရေးယူနိုင်စေဖို့စတဲ့အချက်တွေနဲ့ပြတ်ထန်းခြင်းတို့ဖြစ်တယ်လို့ဖော်ပြပါတယ်မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကတော့ CRPH ရဲ့နိုင်ငံဝန်ထမ်းဥပဒေမှာပါတဲ့ CDN တွေကိုအတိမတ်ပြုဂုံပြုကုစားပေးခြင်းကလုံတင်လုံထိုင်ပေမဲ့အစမ်းမဖက်အာနာဖီဆိုင်လှူရှာမှုဆိုတာဟာဥပဒေနဲ့အာနာသုံးကလုံယူဖန်တီးလို့မရပဲစ ီဒီအန်လှုပ်ရှားမှုမှာမပါဝင်သူတွေကိုအရင်းယူမယ်ဆိုခြင်းကဒီအခြေခံသဘောကိုတောင်နားမလည်ရရောက်ပြီးစီဒီအန်လှုပ်ရှားမှုမှာပါဝင်သူတို့ရဲ့ဂုဏ်သိက္ခာကိုလည်းညှိုးနှွမ်းစေကြောင်းနဲ့တော်လိုင်းလိုအပ်ချက်နဲ့ဖြောင်းဖြောင်းကြီးစန့်ကျင်နေကြ မနေ့ကဇွန်လ15ရက်မှာထုတ်ပြန်ပါတယ်။စီရီယံလှုပ်ရှားမှုမပါဝင်သူတွေကိုအရေးယူတာဟာဒီမိုကရေစီစံချိန်စံညွှန်းအနေနဲ့လည်း꿰လွဲနေပြီး CRPH ရဲ့နန်းစီရီယံပေါ်သဘောထားကစစ်ကောင်စီကစီရီယံဝန်ထမ်းတွေပေါ်ထားတဲ့သဘောထားနဲ့ပါများ꿰နေတယ်လဲလို့လဲဘာကသများဖွဲ့ချုပ်ကမိကွန်ထုတ်ထားပါတယ်။ဒါကြောင့် CRPH ရဲ့အခုဥပဒေဟာစံနှုန်းရနိုင်ငံရေးအကျိုးဆက်ရဘလို့မှလက်ခံနိုင်ပွဲမရှိတဲ့အတွက်ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်းကိုလည်းသဘောထားထုတ်ပြန်ထားပါတယ်။အလားတူပဲလူမျိုးပေါင်းစုံတွေ့တွေ့တပိတ်ကော တီ GSCN ကလည်းနန်စီရီယန်အရက်သားဝန်ထမ်းတွေနဲ့ပတ်သက်တဲ့နိုင်ငံရေးသဘောထားကိုမနေ့ကညပိုင်းမှာထုတ်ပြန်ပါတယ်။အဲ့ဒီထဲမှာစီရီယန်မှာပါဝင်ခဲ့တဲ့ဝန်ထမ်းတွေရဲ့ကဏ္ဍဟာအရေးပါတဲ့နေရာမှာရှိကြောင်းနဲ့စီရီယန်လှုံ့ဆော်မှုကကိုတောင်ဝင်ကိုယူကိုလန်းကိုလျှောက်တဲ့လမ်းကိုစေတနာလျောက်ပါဝင်ဖို့ voluntary ရွေးချယ်ခြင်းဖြစ်တယ်ဆိုတာကိုလည်းမမေ့လျော့ဖို့အရေးကြီးကြောင်းဆိုပါတယ်။ဒါအပြင်ခုချိန်မှာ စစ်တပ်ပြိုလဲတော့မဲ့လမ်းကိုရောက်ခါနီးဖြစ်တာကြောင့် CDN ပြုတ်လုံနိုင်ဖို့လမ်းဖွင့်ပေးထားခြင်းဟာနန်း CDN ဝန်ထမ်းတွေကိုစစ်တပ်ကလက်နက်တပ်ဆင်ပေးခြင်းလုံခြုံရေးတာဝန်ထမ်းဆောင်စေရဲ့ကိစ္စတွေကိုရှောင်တွဲလာနိုင်ဖို့လှုံ့ဆော်နိုင်မှာဖြစ်တယ်လို့စစ်တပ်ဘက်ကနီးအချိန်ပြာမြင့်စွာလက်နက်ကန်အကြမ်းဖက်ခဲ့တဲ့စစ်သားတွေကိုတောင်လူအခွင့်အရေးနဲ့ညီကြိုဆိုနေကြတဲ့အချိန်မှာနန်း CDN ဝန်ထမ်းတွေကိုလည်းစီးယုံကြိုဆိုရမှာဖြစ်တယ်လို့ထောက်ပြပါရယ်။ဒါကြောင့်အလုံးစုံအရေးယူမယ်လို့တရားမျှတမှုအခြေမခံတဲ့မူဝါဒထုတ်ပြန်ခြင်းကြီးညာချက်တွေဟာနန်း CDN တွေကို စစ်တပ်နဲ့ပိုပူးပေါင်းဖို့တိုက်တွန်းပေးသလိုဖြစ်ပြီးစစ်အုပ်စုကိုတပ်ဆိုးရှီစီမှဖြစ်ကြောင်းနဲ့နန်းစီရီယန်တွေကိုကြိုးစုံနေခြင်းကရန်သူရဲ့ပြောက်ကွက်ကိုထိုးနှက်ခြင်းဖြစ်ပြီးရန်သူနဲ့မတူတဲ့စာနာစိတ်ရှိခြင်းကိုပြသခြင်းလည်းဖြစ်တယ်လို့ GSCN ကသဘောထားထုတ်ပြန်ပါတယ်။ CRPH ရဲ့ဥပဒေပါနန်းစီရီယန်တွေကိုအရေးယူမှုအပိုင်းမှာတော့ဝန်ထမ်းဖြစ်ကထုတ်ပေးခြင်း၊ယာရုကနေထုတ်ပေးခြင်း၊ပြည်ပထွက်ခွာခွင့်ယာယီပိတ်ခြင်း၊စစ်အုပ်စုအာဏာသိမ်းကာလအတွင်းရယူခံစားထားတဲ့ရှာတို့နဲ့နှစ်တိုးလစာတွေစရိတ်ချင်းမြင့် ငွေနဲ့ခန်းစား권တွေကိုပြန်လည်ပေးရစေခြင်း၊ဂုံတူးဆောင်ပွဲတစိ့တွေနဲ့စီချင်းမြင့်နေတာတွေကိုပြန်လည်ပေးရစေခြင်းစလာတွေပါဝင်ပါတယ်။ CRPH ရဲ့အကြမ်းမဖက်အာဏာပိဆိုင်လှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေနဲ့ပတ်သက်ပြီး2021ဆင်အာဏာသိမ်းစဉ်ကာလတွေက CDN လှုပ်ထားသူနိုင်ငံဝန်ထမ်းတဦးကသူ့အမြင်ကိုအခုလိုပြောပါတယ်။ဒီဥပဒေကိုဖတ်ပြီးနားလည်မိတာကနန်း CDN နဲ့အကုန်လုံးနှီးပါဟာဒီဥပဒေနဲ့ညှိနှိုင်းမိပါတယ်။ဒါပေမဲ့အတနာခန်းစားနဲ့စတင်လာရင်တော့ပြန်လက်ခံမယ်လို့နားလည်မိတယ်။တကယ်လက်တွေ့အကောင့်ထဲပေါ်ရင်နောက်ဆက်တွဲပြဿနာတွေကအတော့ ကြီးမားနိုင်ပါတယ်။နောက်ဒီဥပဒေကိုနားလည်တာကဝင်လာမဲ့သူတွေကိုလည်းကြိုးဆိုထားပါတယ်။အဲ့ဒီအတွက်ပုံမှန်၁၇မှာဥပဒေနဲ့ကိုကြိုးဆိုထားပါတယ်လို့ဆိုပါတယ်။ CRPH ရဲ့ဥပဒေခန်းလေးအရေးယူခြင်းအပိုက်၁၇မှာအစိုးရဟာ၂၀၂၁ခုနှစ်ဖေဖော်ဝါရီလ၁ရက်ကနေ AB ၃၀ရည်နှစ်ထိကာလအတွင်းစီရီယံဆောင်ရွက်ခဲ့တဲ့နိုင်ငံဝန်ထမ်းတွေကိုစီရီယံနိုင်ငံဝန်ထမ်းဖြစ်သတ်မှတ်ပြီးအဲ့ဒီကာလကြော်လွန်မှာစီရီယံပါဝင်ဆောင်ရွက်ခဲ့တဲ့နိုင်ငံဝန်ထမ်းတွေကိုခိုင်လုံတဲ့အကြောင်းပြချက်တင်ပြနိုင်မှာကစီရီယံဖြစ်သတ်မှတ်နိုင်တယ်လို့ဖော်ပြထားပါတယ်။စစ်က ာစီဘက်ကတော့ CRPH ကထုတ်ပြန်ကြေညာလိုက်တဲ့အကြမ်းမဖက်အာဏာဖီဆိုင်ရင်လှရှားမှုဆိုင်ရာနိုင်ငံဝန်တန်းဥပဒေဟာအတီးပေါက်နဲ့ချိန်ချမှုသာဖြစ်တယ်လို့ထိန်းချုပ်ထားတဲ့နိုင်ငံပိုင်သတင်းစာရင်းကနေစွန်လ15ရက်မှာဖော်ပြထားပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့စစ်ကောင်စီကနောင်ချိုမြို့ကိုပြန်လည်သိမ်းယူနိုင်ဖို့အပြင်းအထန်တိုးပန်းနေပြီးဒရုန်းနဲ့အစိမ့်ွေပုံများတုံးပြီးအင်အားစုကရှေ့တက်လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကတောင်မြို့သားလူမျိုးရေးတပ်မတော် TNL သိမ်းပိုက်ထားတဲ့နောင်ချိုမြို့ကိုပြန်လည်သိမ်းယူဖို့အပြင်းအထန်စစ်ကြောင်းထိုးနေကြောင်းသိရပါရယ်။နောင်ချိုမြို့နယ်အတွင်းရှိအုံမတီရေမောင်းတန်းနဲ့လက်ပံကုန်းကျေးရွာတွေမှာဆုံးလ15ရက်မနေ့ပိုင်းကစတင်ပြီးစစ်ကောင်စီနဲ့ TNL လိုတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကြောင်းသိရပါရယ်။တိုက်ပွဲကခက်ဆိတ်ဆိတ်ပြန်ဖြစ်လာတဲ့တောင်ခမ်းဘက်ကအင်အား ားတွေရဲ့ပြည်ဦးလွင်ဘက်ကအင်အားတွေရဲ့စုပြီးနောက်ချို့ကိုထိုးစစ်ဆင်နေတာအင်အားပြူထားတာကော drone နဲ့အစိမ့်ဝင်ပုံးတွေတုံးပြီးရှိတက်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်စစ်ကောင်စီတပ်ဖွဲ့ကအုံမတိနဲ့ရေမောင်းတန်းကျေးရွာတိုက်ပွဲမှာလက်နက်ကြီး၃လုံး drone နဲ့အစိမ့်ဝင်ပုံး38လုံးနဲ့ပုံး35လုံးဒီကျေးချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်ဒါအပြင်လက်ပံကုန်ကျေးရွာဘက်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီကလက်နက်ကြီး၆လုံးတင်းပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNN ကထုတ်ပြန်ပါတယ်။စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ရွှေညောင်ပင်ကျင်းရွာဘက်မှာလည်းအရှက်သားပြည်သူတွေကိုဥတီချက်ထားပြီးရည်ရွယ်ချက်ရှိရှိနဲ့လက်နက်ကြီးသုံးလုံးပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ပြီးခဲ့တဲ့ဇွန်လ14ရက်ကလည်းရွှေသွန်ပိန်နယ်ကုန်းတရက်ကုန်းနဲ့လက်ပံကုန်းကျင်းရွာတွေမှာစစ်ကောင်စီနဲ့ TNL တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီကအဆိုပါတိုက်ပွဲမှာလက်နက်ကြီးအလုံး80နဲ့ဒရုန်းပုံ26လုံးထိအသုံးပြုတိုက်ခိုက်ခဲ့ပါတယ်။စစ်ကောင်စီကနောင်ချုံမြို့ကိုစစ်ကြောင်း၃ကြောင်းနဲ့ထိုးစစ်ဆင်နေပြီးအစိမ့်ငွေပုံးတွေကိုပါဇက်တိုက်အသုံးပြုနေကြောင်းသိရပါတယ်။တောင်ခမ်းမှာရှိတဲ့စစ်ကောင်စီတပ်ကတောင် ်ခန်းကန်ကြီးနောင်ချိုလမ်းပိုင်းတောင်ခန်းမဲပုံနောင်ချိုကြီးတော်လမ်းပိုင်းပြင်းဦးလင်ဝတ်ဝံဖန်ပွေလမ်းပိုင်းတို့ကနေပြီးနောက်ချုပ်ကိုပြန်လဲသိမ့်ပိုက်ဖို့စစ်ကြောင်းထိုးနေပါတယ်။လက်ရှိမှာကံကြီးမှဆုတ်ခွာလာတဲ့စစ်ကောင်စီတပ်ကရွှေမုတ်တော်ကျေးရွာထိတက်ဆုတ်ပြီးခဲ့ရပြီးအင်အားပြန်လဲစုဖွဲ့နေကြောင်းဒေသခံများထံမှသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။